တင်းရဲ့ထမင်းစားခန်းဟာတာမန်စားတောက်ရနေရာတစ်ခုသာမကပဲမိသားစုနဲ့တငယ်ချင်းတွေနဲ့အတူအချိန်ဖြုံးအမှတ်တရတွေဖန်တီးတဲ့အိမ်တွေကနှလုံးသားရဝန်းတစ်ခုလည်းဖြစ်ပါတယ်ထမင်းစားခန်းဟာဒီလိုအေးပါလှတဲ့နေရာဖြစ်တာကြောင့်လေဒီခန်းရဲ့လှုပ်ရှားမှုစွမ်းအင်ကိုတိုးတက်အောင်လုပ်ပြီးတကယ်ကိုစီးလုံးညီညွတ်မှုရှိတဲ့နှွေးထွေးဖိတ်ခေါ်မဲ့နေရာအဖြစ်ဖန်တီးနိုင်ဖို့စဉ်းစားသင့်ပါတယ် အဲ့ဒီအချိန်မှာပဲဖုံးရွှေမြင်းတွေအယူဆတွေက အသုံးဝင်လာပါတယ်။ထမင်းစားပွဲကိုမှန်မှန်ကန်ကန်ရွေးချယ်တာတခုတည်းဖြစ်ပဲဖြစ်စေထမင်းစားကန်အတွင်ဖွဲ့စည်းမှုကို ပြောင်းလဲတာမျိုးဖြစ်ပဲဖြစ်စေအခန်းထဲကစွန့်ရင်လှုပ်ရှားမှုကိုတိုးမြင့်ပေးနိုင်ပါတယ်။ဖုံးရွှေဆိုတာဘာလဲ။ဖုံးရွှေဆိုတာတရုတ်ရှေးဟောင်းပညာရဲ့တခုဖြစ်ပြီးလူသားနဲ့သူ့ပတ်ဝန်းကျင်တို့အကြားညီညွတ်မှု တဟဇာရဖြစ်မှုကိုဖန်တီးဖို့အခြေခံထားတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ဖုံးရွှေဆိုတဲ့စကားလုံးကိုတိတိကျကျဘာသာပြန်လိုက်ရင်လေနဲ့ရေလို့ဆိုနိုင်ပါတယ်။ဒါရဲ့အခြေခံစိမြစ်ကတဘာဝတရားကိုလေးလာရကစတင်လာတာဖြစ်ပါတယ်။ဖုံးရွှေဟာအချိန်အာကာသနဲ့စွမ်းရည်လှုပ်ရှားမှုတွေကိုစနစ်တကျတွက်ချက်အသုံးပြုပြီးလူနေမှုဘဝအတွင်းညီမျှအောင်တည်တံ့အောင်စွမ်းရည်ကောင်းတွေကိုဖိတ်ခေါ်ခြင်းဖြင့် အိမ်နဲ့ဘဝကိုညီညွတ်မှုရှိအောင်ပြုလုပ်ပေးနိုင်တဲ့ရှုပ်ထွေးတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ထမင်းစားကမ်းမှာစီကန်းတွေကိုဘာကြောင့်လိုက်နာတင်တာလဲ။ဖုံးရွှေပညာနဲ့ပတ်သက်ပြီးအရင်နှုန်းကဒီပညာအပေါ်တန်လျာရှိသူတွေရှိခဲ့ပေမဲ့ဖုံးရွှေစီမင်းလေးတွေကိုလိုက်နာကြည့်တဲ့အခါအကျိုးရှိနေတာကိုမြင်တွေ့ခံစားထားသူများစွာ ရှိလာပါတယ်။ဒါကြောင့်ပဲဒီပညာဟာယနေ့ထိ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီးအရှိတိုင်းကသူတွေတွေမကပဲကဘာနဲ့မှာပါအတုံးပြူလာကြပါတယ်။ဟုံးရွှေဟာလူအဖွဲ့အစည်းပြီးသူကပညာနဲ့ပဝင်းကျင်ဆိုင်ရာစိတ်ပညာတွေရဲ့အခြေခံယူဆတွေနဲ့ဆက်ဆက်နေပါတယ်။ထမင်းစားကန်းမှာဒီပညာကိုစဉ်းစားပြီးသုံးဆွဲမယ်ဆိုရင်တင့်ထမင်းစားကန်းဟာစီးလုံးညီညွတ်တဲ့ညီမြအောင်တည်တတ်အောင်ဖြစ်စေမယ့်နေရာတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ အခုတော့ဖုံးရွှေကိုထမင်းစားကမ်းမှာတုံးချတာဘာကြောင့်အရေးကြီးသလဲဆိုတာကို ကြည့်လိုက်ကြပါစို့ဖုံးရွှေရဲ့အဓိကစွမ်းဆောင်ချက်ကတော့တည်နေရတဲ့ပတ်ဝန်းကျင်ထဲမှာညီညွတ်မှုနဲ့ချီစွမ်းရင်ကိုဖန်တီးပေးခြင်းပါထမင်းစားကမ်းတွေကပရိဘောဂတွေအခန်းဖွဲ့စည်းမှုအနေထားကိုတီးဖြတ်ပြင်ဆင်ပေးတာနဲ့ပဲစွမ်းရင်ကောင်းကောင်းလှူရှားနိုင်တဲ့နေရာတစ်ခုအဖြစ်ကိုဖန်တီးနိုင်ပါတယ် ဒါကတော့တင်းရဲ့စိတ်ဖိစီးမှု ရောကြလာခြင်း ကျမ်းမာရေးကောင်းမွန်လာခြင်းစတဲ့ဘဝအပေါ်အကျိုးသက်ရောက်မှုကောင်းတွေဖြစ်စေနိုင်ပါတယ်။ခုံးရွှေစည်းမျဉ်းတွေအတိုင်းဖန်တီးထားတဲ့ခမင်းစားကန်းကတက်တောင့်တတရှိပြီးဖိတ်ခေါ်တန်လဲပါဝင်တဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။အခန်းထဲကစွမ်းရင်ဟာညီညာနေတဲ့အခါမှာတော့တင်းနဲ့တင်းဧည့်သည်တို့အတွက်ပို့ပြီးတက်တောင့်တတရှိလာပြီးစားတောက်မှုတွေမှာလည်းပို့ပြီးစားတောက်ခြင်းစရာကောင်းတဲ့ ပြီးတော့စိတ်အပန်းဖြေနိုင်တဲ့အတွေ့အကြုံကိုရရှိစေနိုင်ပါတယ်။ဒီလိုပဲဖုံးရွှေစည်းမျဉ်းတွေဟာတင်းနဲ့တင့်ဧည့်သည်တို့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ဖို့ကူညီပေးနိုင်ပါတယ်။ထမင်းစားကန်းတွေကအယောင်သုံးနည်းမီးလေးရောင်နဲ့ပဝင်းကျင်အမြင်လှအောင်ဖန်တီးပေးတာတွေဟာစိတ်အေးမြပြီးစိတ်ကိုပျော်ရွှင်စေတဲ့နေရာတစ်ခုအဖြစ်ကိုဖန်တီးပေးနိုင်ပါတယ်။ ပြီးတော့ဖုံးရွှေအယူအဆအရထမင်းစားကန်းဟာဒနာတစ္ဆာနဲ့အောင်မြင်မှုတို့ဟာဆက်ဆက်နေပါတယ်။ဒါကအစာနဲ့ကိုခန္ဓာကိုစောင့်ရှောက်နေတဲ့နေရာဖြစ်လို့ပါ။ထမင်းစားကန်းကိုစွမ်းရင်ကောင်းများစွာလှုပ်ရှားနိုင်တဲ့တဘာဝတက်အစိတ်အပိုင်းတွေကိုညီညာစွာထည့်သွင်းထားတဲ့ပုံစံနဲ့ဖန်တီးလိုက်တဲ့အခါမှာတော့စွမ်းရင်ကောင်းတွေကိုဆွဲဆောင်နိုင်ပြီးဒနာတစ္ဆာမြင့်တင်ခြင်းတိုးတက်ခြင်းမျိုးကို ရရှိလာနိုင်ပါတယ်။ဖုံးရွှေပညာအရထမင်းစားကန်းနေရာချဖွဲ့စည်းပုံက ထမင်းစားကန်းတွေကပရိဘောဂါတွေကိုတင့်တော်တဲ့အတိုင်းစီမံဖွဲ့စည်းတာကညီညာမှုတဟဇာတာဖြစ်မှုစွန့်ရင်ကောင်းများကိုဖြစ်ပေါ်စေပါတယ်။တချို့ဖွဲ့စည်းပုံတွေကတော့စွန့်ရင်လှုပ်ရှားမှုကို တားဆီးပြီးမညီညာတဲ့ခံစားမှုကို ဖန်တီးနိုင်ပါတယ်။ဖုံးရွှေပညာအရထမင်းစားကန်းရဲ့ပုံမှန်ကတဦးတယောက်ရဲ့နောက်ကျောနဲ့တကားသို့မဟုတ်ဂရင်းပေါက်ကိုဥမတီအောင် စီမံထားတဲ့ပါတယ်။နေရန်မရှိပဲတကားသို့မဟုတ်ဂရင်းပေါက်ရှိနေခြင်းကြောင့် စိတ်မလုံးကြုံမှုကိုဖြစ်ပေါ်စေနိုင်တယ်။စားနေချိန်မှာနောက်ကျောမှာအကန့်အသတ်ရှိတဲ့နေရန်တစ်ခုရှိနေခြင်းကြောင့်စိတ်အေးအေးနှလုံးချောချောနဲ့တက်တာမှုကိုခံစားနိုင်ဖို့အတွက်ဖြစ်ပါတယ်။ဒါအပြင်စပွဲကို တကားဝလန်းတလျှောက်တန်းတန်းထားခြင်းကိုလည်းရှောင်ကျင်ဖို့လိုပါတယ်။ဒါဟာချီစွမ်းရင်တက်ရောက်လာမှုကိုစွမ်းရင်လှူရှားမှုကိုအနောက်ရှက်ဖြစ်စေနိုင်ပါတယ်။ခုဆက်လက်ပြီးဖုံးရွှေပညာနဲ့ထမင်းစားခန်းအတွက်အကြံဉာဏ်များပေးပါမယ်။ ဒါမှရှိပဲအနာလုံးဝိုင်းနဲ့ဒါမှမဟုတ်စဝိုင်းပုံပဲဥပုံအနာတွေရှိတဲ့ဇပွဲကိုရွေးချယ်ပါ။ဖုံးရွှေအမြင်ရဒီလိုသပွဲပုံစံတွေကအခန်းလေးကစွမ်းရင်တွေကိုပုံမကောင်းမွန်အောင်ပြုလုပ်ပေးနိုင်ပြီးမိသားစုနဲ့ယင်းသည့်တို့မျိုးထွေးပိတ်ခေါ်မှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ပါတယ်။ဒေါင်းတီးတီးကြကြရှိတဲ့သပွဲတွေကိုရှောင်ရှားဖို့လိုပါတယ်။ ထမင်းစားကန်းအတွက်တောင်းမှန်ကြကြမျက်နှာပြင်ရှိတဲ့တောင်းတွေတိတိကျကျရှိတဲ့ဇပွဲပုံစံတွေကို ဖုံးရွှေအရမတင့်လျော်ကြောင်ဖော်ပြထားပါတယ်။အဲ့ဒီလိုတောင်းပြောင်ပြောင်တဲ့ပုံစံတွေဟာစွမ်းရင်ကိုဖျက်ဆီးတဲ့အစိတ်များကလေးကိုဖန်တီးနိုင်ပြီးချီစွမ်းရင်စီးဆင်းမှုကိုအနှောက်အယှက်ဖြစ်စေနိုင်တယ်လို့ဖုံးရွှေက ဆိုပါတယ်။နောက်ရှိနေတဲ့ပုံစံတွေကစိတ်ဖိစီးမှုကိုဖြစ်ပေါ်စေနိုင်တဲ့အတွက် စားနေတဲ့အချိန်မှာတက်တောင့်တက်တာနဲ့ပျော်ရွှင်စွာမစားနိုင်ပဲစိတ်ဖိစီးမှုရှိစေနိုင်ပါတယ်။ဒါပေမဲ့တင့်အိမ်ကထမင်းစားစပွဲကအဲ့ဒီလိုဒေါင်းတီးတီးကြကြဖြစ်နေရင်စိတ်မပြတ်ပါနဲ့အဲ့ဒါကိုလွှဲမပြစ်ပါနဲ့အဲ့ဒီပုံမှာစပွဲခင်းဖုံးအုပ်လို့ပဲ ဖြစ်ဖြစ်ဖျောင်းပဆိုးအုပ်လို့ပဲဖြစ်ဖြစ်ဒေါင်းတွေကိုပျော့ပြောင်းအောင်ပြုလုပ်နိုင်ပါတယ်။နောက်တစ်ချက်ကတစ်သားစပွဲကိုရွေးချယ်ဖို့ပါ တိတားစပွဲတွေကိုဖုံးရွှေအရတဘာဝတက်တစိတ်အဖြစ်သတ်မှတ်ပြီးစွိုင်းကောင်းတွေဖန်တီးပေးပြီးကြီးထွားတိုးတက်မှုကိုမြင့်တင်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ထမင်းစားစပွဲကိုတိတားစပွဲ၃ချင်းကတင့်နေရာထဲမှာတိတားဓာတ်ကိုစတင်ထည့်သွင်းခြင်းဖြစ်ပြီးဒါကစိတ်ကိုပုံမိုအေးချမ်းစေပြီးတည်ငြိမ်မှုကို ခံစားစေတဲ့အကျိုးရှိပါတယ်။ထို့ပြင်တက်သားစပွဲတွေဟာ အလှဆင်မှုအရလဲချစ်ဖို့ကောင်းပြီးဘဲပကံဒီဇိုင်းနဲ့မဆိုညီညွတ်စေတတ်ပါတယ် တသားစပွဲရွေးချယ်ရမှာတော့အရေးသွေးမြင့်တသားကြီးတွေကိုရွေးချယ်တင်ပြီးဥပမာအားဖြင့်ကျွန်းဒါမှမဟုတ်မဟောဂနီစတဲ့တသားတွေကို အသုံးပြုဖို့အကြံပြုပါတယ်။ဒါတွေကဈေးရင်ကြီးတော့မတက်နိုင်တဲ့သူတွေအနေနဲ့တသားအစားကြိတ်သားနဲ့လှုပ်ထားတဲ့စပွဲတွေကိုအစားထိုးနိုင်ပါတယ်။တတိယအချက်အနေနဲ့အကြံပြုတာကတော့မှန်ချက်ကိုစပွဲမျက်နှာပြင်မှာဖုံးအုပ်တာကိုရှောင်ကျင်ဖို့ပါ။ မှန်ချက်စပွဲတွေဟာခစ်စားပြီးဈေးချိုပြီးတတောင့်တတာဖြစ်ပေမဲ့ထမင်းစားစပွဲဖြစ်သုံးတဲ့အခါမကောင်းတဲ့ခြိစွမ်းရင်ကိုဖန်ဆီးထားပြီးစိတ်မအေးချမ်းမှုပင်ပန်းနွမ်းနယ်မှုတွေခံစားရစေတတ်လို့ဖုံးရွှေပညာအရမတင့်တော်ဘူးလို့ဆိုပါရယ်။ဒါအပြင်လက်တွေ့အသုံးချမှုအရလည်းမှန်ကပုံမှုပျက်စီးလွယ်ပြီးဂယူးဆိုင်ဆောင်ရှောက်မှုတွေလိုအပ်တတ်တာကြောင့်တသားလိုပစ္စည်းတွေနဲ့နှိုင်းရှင်ရင်မှန်က ပိုပျက်စီးလွယ်ပြီးတတိထားဆောင်ရှောက်နေရတယ်။ လေးချက်ကတော့ခက်ဖြော့ဖြော့မီးလင်းကိုသာသုံးပါလို့အကြံပြုပါတယ်။မျက်စိကျိန်းလောက်အောင်ဆူးရတဲ့မီးလင်းကစားတောက်ခြင်းစိတ်ကိုလျှော့ကြစေပါတယ်။အစာစာတွေနေရာချနေတဲ့အချိန်ကလွဲလို့စားတောက်နေတဲ့အချိန်မှာခက်ပြော့ပြော့မီးကသာအကောင်းဆုံးပါ။နူးညံ့ပြီးနှွေးထွေးဖိတ်ခေါ်တဲ့မီးလင်းကိုတုံးပြီးဆူရှတဲ့အပေါ်မီးတွေကစိတ်ဖိစီးမှုကိုဖြစ်စေပါဗျ။ လိုအပ်သလိုမီးလင်းကိုတိုးနိုင်လျှော့နိုင်တဲ့ဒင်မာကလုတ်တက်စင်သားတာတို့အခါအားရော်စွာဖျောင်းနိုင်တွေအုံပြုပြီးစားတော့တာကလည်းအပန်းပြေစေတဲ့ပဝင်းကျင်တစ်ခုကို ဖြစ်စေပါတယ်။ငါးအချက်ကထမင်းစပွဲအကျေကလုံလောက်မှုရှိစေဖို့ပါပဲ။ငွေကြေးမပြည့်စုံလို့အိမ်ခန်းချင်းချင်းလေးထဲမှာရတဲ့နေရာလေးနဲ့ထမင်းစားကန်းဖွဲ့စည်းရတာတော့မတက်နိုင်ဘူးပေါ့။ ဒါပေမဲ့တင်ကငွေကြေးပြေစုံတဲ့သူဖြစ်ပြီးထမင်းစားကန်းကလည်းကိုလိုချင်တလောက်နေရာချဲ့နိုင်တဲ့သူဆိုရင်တင်မိတ်ဆွေတွေနဲ့ထမင်းစားပွဲကို ကို့အိမ်မှာပဲလုပ်တော့မယ့်အခါထမင်းစားပွဲကကျင်းနေတဲ့အခါအဆင်မပြေပါဘူးထိုင်ကုန်တွေကို နေရာချဖို့လည်းအခက်ခဲဖြစ်ပါလိမ့်မယ်။ဖုံးရွှေပညာအရတင်စပွဲဟာလူ6ယောက်ကနေ10ယောက်အထိထိုင်နိုင်ဖို့ကြေဝန်းတာကောင်းတယ်လို့ဆိုပါရယ်။ တချို့ဇပွဲတွေက လူနေတဲ့အခါခြုံထားနိုင်ပြီးလူများတဲ့အခါချဲ့နိုင်တဲ့ဇပွဲအရှင်မျိုးဖန်တီးထားကြတယ်။အဲ့ဒါကအဆင်ပြေပါတယ်။ခြောက်ချက်ကထမင်းစားထိုင်ကုန်အရေးအတွက်ကိုစုံကနန်းတွေဖြစ်ထားဖို့ပါပဲ။ဖုံးရွှေယူဆရကနန်းရေအတွက်တွေဟာညီညာမှုနဲ့တဟဇာတာကို ကိုစားပြုပါတယ်။မကနန်းတွေကတော့မညီညာမှုကိုဖြစ်စေနိုင်ပါတယ်။ ထမင်းစားကုန်အတွက်စုံကနန်းရီအတွက်ကိုတုံးချင်းဟာထမင်းစားကန်အတွင်းညီညာမှုနဲ့တဟဇာရရှိစီပါတယ်။တင်ဟာခင့်မိတဲ့သူဖြစ်ပြီးထိုင်ကုန်ရီအတွက်ကိုမငနမ်းမဲထားပြီးအဲ့ဒါကမျက်စိပတာရပူဖြစ်တယ်လို့ယူဆပြီးထိုင်ကုန်တွေကိုမကနန်းမဲထားမယ်ဆိုရင်ဧည့်သည်တွေအတွက်တက်တောင့်တတမရှိတဲ့ခံစားမှုဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာစပွဲတစ်လုံးမှာခုံခွန်းနှစ်ခုံရှိရင် စားနေရင်ချင်းချင်းဆက်ဆံပြောဆိုရမှာအခက်ခဲဖြစ်ပြီးတယောက်ထဲတီးကြားထိုင်နေရမယ့်လူရှိပါလိမ့်မယ်။ခုံနှစ်အချက်ကထမင်းစပွဲကို နေရာချဖို့ပါပဲ။ထမင်းစပွဲထားမယ့်နေရာဟာဖုံးရွှေအရအရေးကြီးပါတဲ့အကောင်းဆုံးဖြစ်ဖို့အတွက်အင်းရဲ့ဘဟုနေရာမှာထမင်းစားကန်းထားပြီး ပတ်ဝန်းကျင်မှာနေရာလုံလောက်စွာရှိဖို့လိုပါတယ်။ဒါကစွန့်ရင်ကောင်းကောင်းစီစဉ်နိုင်စေပြီးအခန်းအတွင်းညီညာမှုခံစားမှုကို မြင့်တင်ပေးနိုင်ပါတယ်။လူတယောက်ရဲ့နောက်ကျောက တကားဝင်လန်းဖြစ်နေတဲ့နေရာမှာစပွဲမတီထားသင့်ပါဘူး။နောက်ကျောမှာတကားရှိနေတဲ့အနေအထားကလူအတွက်မလုံခြုံမှုမအေးချမ်းမှုခံစားရစေနိုင်ပါတယ်။ရှေ့အချက်ကတော့ထမင်းစပွဲကိုမီးဖို့ချောင်းနားမှာထားပါ အကောင်းဆုံးဖြစ်ဖို့ထမင်းစားကန်းကို မီးဖို့ကြောင်သားနေပြီးမီးဖို့ကြောင်တကားနဲ့တန်းနေတာမျိုးမဖြစ်အောင်ထမင်းစားရနေရာကိုတိစောက်တင်ပါတယ်။ဒါဟာအာဟာရဖန်တီးပေးခြင်းနေရာနဲ့စားတောက်ခြင်းနေရာတို့အကြားတဟဇာတာဖြစ်စေမှုကို ကိုစားပြုပါတယ်။စွမ်းရင်စီစဉ်မှု ချုံးမွေးစေပြီးအစာအသောက်ပြင်ဆင်ခြင်းနဲ့စားတောက်ခြင်းမှလည်းတက်တောင့်တတာဖြစ်စေပါတယ်။ မီးပူကြောင်နဲ့ထမင်းစားခန်းအကြလမ်းကြောင်းဟာတိုးပြီးအစားအသောက်တွေတည်ယူနေရာချဖို့အခက်အခဲမရှိအောင် ပြုလုပ်ထားဖို့လိုအပ်ပါတယ်။ဒါကစွမ်းရင်စီစဉ်မှုကို လွယ်ကူစေပြီးစားတောက်ချိန်အတွင်းစားစရာတွေဖြစ်တင်းမှုကိုအဆင်ပြေစေပါတယ်။အစဲအချက်ကတော့ထမင်းစပွဲနဲ့ရင်ဆိုင်ထားတဲ့မှန်တက်ပါ။ဖုံးရွှေအိတ်ခမ်းထားသူမှုရုံးကမှတ်မိလားမသိဘူး။ ကြီးမှန်တွေကိုအဲ့ရနဲ့မျက်နှချင်းဆိုင်မထားရဘူးဆိုတာလေဒါပေမဲ့ထမင်းစားကန်းမှာတော့အဲ့ရနဲ့မတူပါဘူးတင်းထမင်းစားပွဲကိုမျက်နှချင်းဆိုင်ထားတဲ့မှန်တွေတက်ဆင်ဖို့လိုပြီးအဲ့ဒီမှန်ကအစားအစာကို ပြန်လဲဖော်ပြပေးတာနဲ့စားစရာကိုနှစ်ဆဖြစ်စေပါတယ်အစားအစာကဒနတစ္ဆာကို ကိုစားပြုတာဖြစ်လို့စားစရာနှစ်ဆဖြစ်တာကတင်းဒနတစ္ဆာကိုနှစ်ဆဖြစ်စေနိုင်တယ် စက်တဲ့အချက်ကတော့ထမင်းစားပွဲကိုဘင်တန်းထုတ်တန်းတွေအောက်မှာမထားပါနဲ့ဘင်တန်းတွေက လေးလံပြီးဖြစည်းမှုရှိတဲ့စွမ်းရင်ရှိတယ်လို့ယူဆကြရတာကြောင့်ထမင်းစားခန်းမှာ အချိန်တန်ကြာအောင်စားတော့ကြတဲ့အတွက်ဘင်တန်းအောက်မှာစပွဲထားခြင်းကိုရှောင်ကျင်ပါစပွဲကိုတခြားနေရာကိုမရွှေ့နိုင်ပါကဘင်တန်းအတွက်အောက်ပါနီလန်းကိုအသုံးပြုနိုင်ပါတယ်ဘင်တန်းအောက်ကိုမျက်နှာကျက်ဖြင့်ဖုံးအုပ်ခြင်းဖြင့်ဖြစည်းမှုခံစားမှုကိုလျှော့ချပေးနိုင်ပါတယ် နောက်တစ်ချက်ကဘင်နန်းကိုအမြင်ထင်းမနေအောင်ဘေးမျက်နှာချက်အယောင်နဲ့ထပ်တူတုပ်လိမ့်ပါ။နောက်ဆုံးတစ်ချက်ကတော့ဘင်တန်းကိုဘင်တန်းစစ်နဲ့ရောသွားအောင်ဘင်တန်းအတုဖန်တီးဖို့ပါ။ဒါပေမဲ့မျက်နှာချက်အစ်စ်တစ်ခုဖန်တီးတာက ပိုပြီးစရိတ်သက်သာနိုင်ပါတယ်။ထမင်းစပွဲအပေါ်တီးတက်နေရလေးကိုပဲအလှမီးဆိုင် အလှတစ်သားအွက်တွေတက်စင်တာမျိုးကလည်းအဆင်ပြေနိုင်ပါလိမ့်မယ်။ ခုဖော်ပြခဲ့တဲ့အချက်တွေကထမင်းစားကန်းဆိုင်ရာဖုံးရွှေယူဆတွေပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေချုံးမွေ့ကြပါစေ